တာရတဲ့အနေဖြစ်ကြပါစေလို့အားလုံးကိုနှွေဦးမေ channel ကနေမှထပ်ပြန်လေးပြကြိုဆိုပါရယ်ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျေးဇူးတင်စကားရင်ပြောချင်တယ်မနေ့ကကျမရဲ့တင်ကိုနောက်ဆုံးအထိကြည့်တဲ့သူကတော့ကျမရဲ့နာတလေးတွေကိုကြားရမှာဖြစ်တဲ့အဲ့ချိန်မှာ ကျမရေကူးဆိုင်ပါနာတန်နေပေါက်နေတယ်လို့ပြောတဲ့အတွက်ကြောင့်ဒီလိုမျိုးကူးဆိုင်ပေးတာကိုကြားရတဲ့အခါမှာရံပဲဝမ်းသာပါတယ်။တိရွက်ဒီထွက်တဲ့ချိန်ပန်းနေပွေးတဲ့ချိန်နှစ်တိုင်းနှစ်တိုင်းမှာကျမအီလာဂျီရှိတယ်။ဒီမေလစကနေမှစက်တင်ဘာလအထိကျမကဆေးစားရတယ်။မနေ့အိယာထားလိုက်တာနဲ့ချက်ချင်းဆေးမစားဘူးဆိုလို့ရှိရင်မျက်လုံးတောင်းနေမှရတယ်။နာခဏခဏချီတယ်။နာစည်းတယ်လို့ဖြစ်တယ်အဲ့လိုမျိုးရှိတယ်။ကျမရေကောင်းပါတယ်လို့ ဒီနေ့ကတော့သတင်းမတော်မဟုတ်ဘူးကျွန်တော်ပြည်သူတွေဝမ်းတာဖို့ခွေးတဘူကနေမှရုရှားကိုသွားလိုက်တယ်ပြန်လာတဲ့အခါမှာသူ့ကိုလေရင်ကွေးမှာသွားကြို့ဖို့အတွက်လူတယောက်ယော့သွားတယ်လို့ပြောပြချင်တာအဘဘူးလဲသိလားနော်အခုလွန်ခဲ့တဲ့နေ့ရက်လောက်တုန်းကမှနေပြည်တော်မှာကားအက်ဆီဒန့်နဲ့ခြေထောက်ကျိုးသွားတဲ့တယောက်ကတော့အခုခွေးတဘူရုရှားကနေပြန်လာတဲ့အခါမကျိုးနိုင်တော့ဘူးလို့ပြောပြချင်တယ်နော် ပြင်းဒီနေ့ကတော့အားလုံးဝမ်းသာစရာနဲ့ပဲစားရမယ်အခုကျမနဘေးနားမှာမြင်ရတဲ့မင်္ဂလာဆောင်ပွဲမနေ့ကမေလ9ရက်နေ့တုန်းကတိုင်းပြည်နဲ့လူမျိုးအသက်မိမိရဲ့ခန္ဓာကိုယ်စွန့်လိုက်တဲ့ကျတော့ KIA စစ်သား3ယောက်ရဲ့မင်္ဂလာဆောင်ပွဲကို KIO ဌာနချုပ်ကနေမတာဝန်ယူပြီးမှမင်္ဂလာဆောင်ပွဲကို ကျင်းပပေးခဲ့တဲ့အတွက်ကြောင့် KIO တွေကိုလည်းအထူးပဲကျေးဇူးတင်တယ်။ဒီလိုမျိုးခန္ဓာမဆုံးတော့တဲ့မြင့်မြင့်ရဲ့မျိုးချစ်စစ်သားတွေကိုလက်ခံပြီးလက်ထပ်ပေးတဲ့အမျိုးသမီးတွေကိုလည်းကျေးဇူးတင်တဲ့အကြောင်းဒီလိုမျိုးခန္ဓာမဆုံးတော့တဲ့မျိုးချစ်တော်လာရဲတွေကို ကိုယ့်ရဲ့သမီးတွေအတွက်လက်ခံပေးတဲ့မိဘတွေကိုလည်းပဲ ဒီကနေကျေးဇူးတင်ကြောင်းပြောချင်တယ်2023တုန်းကလည်းပဲခန္ဓာမစုံတော့တဲ့ KIA စစ်သား6ဦးကိုလည်းပဲ KIO ကနေပဲတာဝန်ယူပြီးမှမင်္ဂလာဆောင်ပွဲကိုကျင်းပခဲ့တယ်ဒါကတော့ဒုတိယအကြိမ်မင်္ဂလာဆောင်ပွဲဖြစ်တယ်เนาะဒီ2023မှာက6ရောက် တခါလေးမင်္ဂလာဆောင်ပေးတယ်အခုမနေ့ကတော့၃ရက်ကိုလည်းပဲမင်္ဂလာဆောင်ပေးတယ်ဒီလိုမျိုးကိုယ့်ရဲ့စစ်သားတွေအတွက်တာဝန်ယူပြီးမှမင်္ဂလာဆောင်ပေးတဲ့ KIO လူကြီးတွေကိုအထူးပဲကျေးဇူးတင်တယ်လို့ပြောချင်တယ်ဒီနေ့ကတော့ပထမဦးဆုံးတရင်အတူတွေနဲ့အရင်စချင်တယ်။ညတိုင်းညတိုင်းလို့ပြောနေတဲ့ဖကန်လန်းဧပြီလ25ရက်နေ့ကနေမှစစ်ခွေးတွေကိုတိုက်ခိုက်လာတာဟာအခုကတ်မော်ထိရောက်တဲ့အခါမှာစစ်ခွေးတွေအကောင် 150ကျော်တည်သွားတယ်ဆိုတာကိုသိရတယ်ဆိုတော့လမ်းမှာကတော့အခုစစ်ခွေးတွေနင်တို့ရဲ့မတာလာကောက်ကြပါလို့ပြောတယ်ကျမတို့ကချင်ပြည်နယ်မှာစက်တရေ၃အောင်လာလို့ပေးနေတယ်ကမ်းမိုင်းကလည်းဖက်ကန့်ကိုတတ်သွားတာလမ်းမှာဘလောက်အထိမနေ့ညလည်းကျမပြောပြီးပြီနော်ကချင်ပြည်နယ်မှာရှိတဲ့ပြည်သူစစ်တွေနဲ့စစ်ခွေးတွေကတခြားနေရာတဲ့ပိုးမှအခွင့်ထူးတယ်လို့ပြောတယ်လို့ပဲ အခုကမ်းမိုက်ကနေတက်လာခဲ့တဲ့စစ်ခွေးတွေကိုအခွေးအကောင်150တေသွားတော့လေရင်နဲ့လမ်းအရင်ရှင်းပြမှ လုံခြုံရေးယူပေးတယ်ဆိုတာသိရတယ်။အဲ့လောက်အထိကချင်ပြည်နယ်မှာရှိတဲ့ခွေးတွေက အခွေးအန္တရာကြတာဖြစ်တယ်။ဆိုတော့အခုလေရင်နဲ့ဘုံဒီကျဲသွားတယ် drone တွေနဲ့ကျဲတယ်ဒါပေမဲ့ကျော်ရော KIAD ရဲ့လက်ချက်နဲ့ခွေးကောင်150တေသွားပြီဆိုတာသိရတယ်။ပြီးတော့အခုဘမောဘမောကဘောမာဒီရဲ့ဗစက်ထဲမှာအောင်းနိုင်တယ်လို့ပဲ Telegram ထဲမှာလည်းဆက်လက်ပြီးအောင်မြင်နေပါတယ်။နာမည်ကြီးနေတဲ့ဒီစကခ23ကတော့အခုအထဲထိဝင်ပြီးမှတိုက်ပွဲကိုဆင်နွှဲနေတာဖြစ်တယ်။လွန်ခဲ့တဲ့အပတ်ထိကတော့ကျမတို့ဒီအပြင်ကနေတိုက်တာဖြစ်တယ်။ဒါပေမဲ့အခုကတော့အထဲကနေမှတိုက်ပွဲဖြစ်နေတာဖြစ်တယ်။တိုက်ပွဲတွေအင်မတန်မှပြင်းထန်နေတယ်။ drone တွေလေယာဉ်တွေအားလုံးလာနေတာဖြစ်တယ်။ပုံမှန်မှာ April 29ရက်နေ့တုန်းက လက်နက်ချအညံ့ခံလာတဲ့ခွေးမိသားစု160ကိုပမော်ကနေမှကောင်းမွန်စွာကဲထုတ်နိုင်ကြောင်းသိရတယ်နော်အခုမြန်မာပြည်နေရအနှံ့ပြားမှာစစ်ခွေးတွေဘက်ကနေမှလေရည်နဲ့ဘုံကျဲတယ်ဥပမာအခုပမော်မှာတိုက်ပွဲဖြစ်တယ်ဘုံကျဲတယ်ကျတော့ဘာမှထပ်អော်ရှာမလို့ဘူးတိုက်ပွဲမို့လို့ဘုံကျဲတယ်ဒီလိုပဲပြောတယ်ဒါပေမဲ့တိုက်ပွဲတွေလုံးဝမရှိတော့ဘူးပြည်သူလူထုတွေသူ့နေရနဲ့သူနေနေကြပြီး အဲ့လိုမျိုးနေတဲ့နေရာမှာစစ်ခွေးတွေကလည်းဘုံလာကြည့်တယ်။ဒါကိုပြီးသူဒီထိတယ်လို့မပြောလို့ရှိရင်ဘသူထိတယ်လို့ပြောရမလဲတော့မသိဘူး။ဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ရှေ့မပြောခင်မှာကျွန်တော်ဗီဒီယိုတော်တော်လေးနားထောင်ကြည့်ရအောင်နော်။တိုက်ပွဲဖြစ်ပွားခြင်းမရှိရင်စစ်မတိုက်ရဘူး။တိုက်ပွဲဖြစ်ပွားခြင်းမရှိရင်လေးနဲ့ဘုံကြည့်ရအောင်လား။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘာမှမလုပ်ဘူး။ဘယ်ကမ္ဘာနိုင်ငံတည်းတည်းမှာအဲ့လိုစီကန်းချရတာမရှိဘူး။ကမ္ဘာမှာလည်းစီကန်းချရတာမရှိဘူးမြန်မာပြည်လည်းလက်မထိုးရတာမရှိဘူး။ဆိုတော့အခုဒီဗီဒီယိုထဲမှာဘောမကျော်မျိုးမင်းပြောတယ်။ ဒီလိုမျိုးတိုက်ပွဲမရှိတဲ့နေရာမှာဘုံမကျဲရဘူးလို့ဘယ်ဥပဒေမှာရှိတယ်လဲဘယ်နိုင်ငံရဲ့ဥပဒေထဲမှာဒီလိုမျိုးထုတ်ထားတယ်လဲလို့ပြောတယ်ဆိုတော့ကြော်မျိုးမြင်သူ့ပစာမလို့ဒီလိုမျိုးဖက်ရဲတယ်အခုမြန်မာနိုင်ငံမှာသူတို့ဘုံကျဲလိုက်လို့ဒေသွားတဲ့ကလေးလေးတွေတချို့ဆိုလို့ရှိရင်လောကကြီးတောင်မမြင်ရသေးဘူးဘိုက်ထဲမှာပဲရှိသေးတယ်ဒေသွားတယ်ကလေးငယ်တွေမွေးကင်းကြကနေမှအသက်အကြီးတဲ့အရွယ်ထိအားလုံးတည်နေကြတယ်ဒါကိုဒီစကားပြောရတဲ့ ဒါကိုမြာဖုံးကြည့်တော်မူတယ်လို့ပြောတာဆိုတော့သူဖုံးကြည့်ဝပြီးမှဘာများထူးခြားလာတယ်လဲဘာအတိတရားရလာလဲဘာအတိတရားတစ်ခုမှရမလားဘူးเนาะဆိုတော့ဒီနေ့ဘယ်ဥပဒေမှရှိတယ်လဲလို့ပြောတဲ့အခါမှာကြောက်ဥပမာတစ်ခုပြောမယ်เนาะလွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းကဂျာမနီနိုင်ငံမှာအကိုနဲ့ညီမဖြစ်တဲ့သူကတအိမ်ထဲမှာမနေကြဘူးသူ့အကိုကတနေရာမှာနေတယ် သူ့ညီမကသူ့အမေနဲ့အတူတူနေတယ်ဆိုတော့အဲ့ကောင်လေးက သူ့အမေစီလာလာလာရင်းနဲ့သူ့ညီမကိုကြိုက်သွားတာညီမဆိုတာလည်းသိတယ်အဲ့နဲ့ယူသွားကြတာယူသွားတော့သူ့တို့ညောက်ကမြို့မှနေတယ်မြို့ကလူတွေကသူ့တို့ညောက်မောင်နှမယူတယ်လို့သိတဲ့အခါမှာသူ့တို့ဘာမှစကားမပြောဘူးဈေးလည်းမရောင်းပေးဘူးအဲ့နဲ့သူတို့ယူဟာကိုပြောင်းသွားကြတယ်အဲ့ယူဟာမှနေနေရင်းနဲ့ယူဟာကလူတွေလည်းသူ့တို့ညောက်ကမောင်နှမဖြစ်တယ်ဆိုတာကိုသိလိုက်တဲ့အခါမှာဘာမှဈေးမရောင်းဘူးဘာမှစကားမပြောဘူးဒီလိုနဲ့ပဲသူ့တို့ညောက်ကယူဟာအစွန်မှာတွားနေရတာဖြစ်တယ် ဆိုတော့ဒီနေ့ကဘာမှာဖြစ်ဖြစ်ဒီနေ့မြန်မာနိုင်ငံမှာပဲဖြစ်ဖြစ်ကဘာမှာပဲဖြစ်ဖြစ်ဘဒူးကမှမောင်တော်မမယူလို့မရဘူးလို့ဘယ်ဥပဒေမှမထုတ်ထားဘူးနော်ဥပဒေမရှိလို့သူတို့ကိုမဖမ်းဘူးအဲလူတွေရဲ့ကြင်ဝတ်ကမောင်တော်မယူလို့မရဘူးဆိုတော့ကြင်ဝတ်ဖြစ်တဲ့အတွက်ကြောင့်ဒီဂျာမနီကလူတွေကသူတို့ကိုစကားမပြောဘူးဈေးမရောင်းပေးဘူး လောကကြီးထဲမှာလူရဲ့အတိုင်းအဝိုင်းကနေထုတ်ထားတယ်ဒါဟာလုတ်တင်တယ်မလုတ်တင်ဘူးလို့ထုတ်ထားတယ်ဥပဒေဟာအစိုးရကနေမှ ထုတ်ထားတယ်ဥပဒေတဲ့ပိုပြီးမှပြင်းထန်တယ်မလုတ်ရဘူးဆိုမလုတ်ရဘူးပဲမောင်နှမဆိုလို့ရှိရင်ယူလို့မရဘူးဆိုတာကအစိုးရထုတ်ထားတဲ့ဥပဒေမှာမရှိရင်လည်းလူဖြစ်တဲ့သူတိုင်းလက်ခံထားတဲ့လောကရဲ့ဥပဒေတရားဖြစ်တယ်ဆိုတော့ဒီနေ့ တိုက်ပွဲမရှိတဲ့နေရာမှာဘုံမကျဲရဘူးလို့ဥပဒေမရှိပေမဲ့လည်းပဲနင့်တို့တတ်လိုက်တဲ့ချင်းမှာကလေးတွေပါတယ်ဆိုတာကိုနင့်တို့ကသမင်းမစားလို့မသိတာလားဘောမပြီးဟိတ်ဆိုလို့ရှင်သူတို့ကအုံနောက်တွေအကုန်ထုတ်ထားပြီးမှမရတာလားဒါမှမဟုတ်လို့ရှင်လားဘောမဆိုတာဟာလူနဲ့ခွေးနဲ့စက်ပြင်းမွေးထားတဲ့ကလေးတွေပဲဘောမရသလားဆိုတာတော့เนาะထူးဆန်းတယ်ဆိုတော့တိတ်လည်းမပြောချင်တော့ဘူးသူတို့ရဲ့ခွေးချင်းခွေးကြံကိုတော့ပြောချင်တော့ဘူး ခုကျွန်တော်တို့နောက်တရေတပုတ်နေနေကတော့ဟိုလွန်ခဲ့တဲ့ဒီဇင်ဘာလ28ရက်နေ့ကနေမှမေလ6ရက်နေ့အထိတင်ခွနဲ့မောတောင်နေဆက်နေဆက်ကုံတွေရဲ့လမ်းပိုင်းကိုထူးဆစ်ဆင်လာခဲ့တဲ့စစ်ခွေးတွေနဲ့ KNLA နဲ့ပူပေါင်းတော်လာရဲ့ဒီဘက်ကနေမှ တိုက်ခိုက်ခဲ့တဲ့အခါမှာတက်ရင်မိုးတို့ဒုတက်ရင်မိုးတို့အပါဝစစ်ခွေးအကောင်တရ50တေးသွားတယ်ပြီးတော့ခွေးစက်နှကောင်ကတော့လက်နဲ့ချအလေးဝင်လာတယ်ဆိုတာသိရတယ်ဒီဇင်ဘာ28ကနေမှစတိုက်လာတယ်လေလာစွန်းစွန်းလေးကြောတဲ့အခါမှာစစ်ခွဲအကောင်တရ50ကိုကဘာမြေပေါ်ကနေမှအပြက်ရှင်းထုတ်လိုက်ပြီပြီးတော့ခွဲအကောင်12ကောင်ကလက်နက်နဲ့အတူအလေးဝင်ရောက်လာတယ်တဲ့เนาะဒါကကျမတို့ရဲ့1တာဆရာဖြစ်တဲ့ KNLAD နဲ့အတူပူပေါင်းတော်လိုက်ရဲ့အားလုံးကိုကျေးဇူးတင်ကြောင်းအားလုံးကိုအလေးပြုကြောင်းပြောချင်တယ်နော်တော်လိုက်တာဘုံကျဲတာဟာဥပဒေမရှိလို့ကျဲတယ်လို့ပြောတယ်ဆိုတော့ဒီလိုမျိုးပြောတဲ့လူကဗီဒီယိုတော်တော်လေးထပ်နှားထောင်ကြည့်ရအောင်နော်39444681ဆိုတဲ့ Viber ကိုဆက်သွယ်ပြီးတော့ဟို PDF file ဝေဖတ်မယ်ဆိုလည်းဖတ်လို့ရပါတယ်ဟိုယူဖတ်ရှုအားပေးခြင်းအဖြစ်မဲ့ကျွန်တော်တို့နိုင်ငံရဲ့ဒီဒရင်မိုင်းတိုက်ဖြစ်ကြီး သတင်းချက်လက်တခုကိုပြောတဲ့ခါမှာအထောက်ထားတခုကိုခိုင်ပြီးခိုင်ခဲ့မှာခိုင်ပြီးပြောနိုင်ဖို့အတွက်ဒီလို channel တွေကပူရည်ကြည်ပါတယ်တရားကိုတစောင်းနှုံးနဲ့လူတရားလောက်လူနှစ်ယောက်လောက်ဝက်ဖတ်ပေးခြင်းပြီးကျွန်တော်တို့လည်းအများကြီးအပူအထောက်ကိုဖြစ်တယ်ပေါ့နော်သူ့ရဲ့ channel တွေကိုဝယ်ကြပါတယ်သူသမင်းစားဆံရှိဖို့တမျိုးအထဲမှာ90တရားလောက်ဝယ်တယ်ဆိုလို့ရှင်သူသမင်းပုံမှန်စားနိုင်တယ်ပေါ့နော်အတားမျိုးလိန်လေတဲ့လူဒီမမမကန်တဲ့ဥစ္စာတွေကိုသူ့ပြီးမှရောင်းတဲ့တည်င်းကိုဘယ်သူကဝယ်ဖတ်ခြင်းမလဲ ီးရင်နင်တို့ဘောမတွေကအချောင်းနဲ့အချောင်းစားဘာမဆိုအချောင်းရရင်မစင်တော့စားတဲ့မျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဝယ်ဖတ်မှာမဟုတ်ဘူးဒီနေ့နင်ဘိုက်စားတဲနေပြီမဟုတ်လားတေးသွားကိစ္စမရှိဘူးဆိုတော့သူ့ရဲ့သတင်းတွေကိုဝယ်ဖတ်ကြပါတဲ့ဘာလို့မလဲအိမ်သာ39အနေနဲ့အုံပြုတ်ရေးတောင်မှ3နဲ့2ရက် ဖေနေထဲမှာအဖို့တွေရားနာတွေဝဲတွေပေါက်မှာဘသူမှနင်းရဲ့နင်းကိုနင်းကတော့တိတ်ဟုတ်တလိုလိုနဲ့ထုတ်ထားမှာဘသူမှမတော့ဘူးဒီနေ့နင်းတို့ပြောတော့နင်းတို့စစ်ခွေးတွေကိုထောက်ခံတဲ့လူတွေက၅တန်းရှိတယ်ဆိုလို့ရှိရင်ဘာကြောင့်ဒီ၅တန်းမပြောနဲ့နော်၅တန်းကနေမှတရားပုံတဘုံပဲဝယ် နင်တို့ခမင်းမငတ်ဘူးငါတန်းတဲကတရားပုံတပုံတော့နင်တို့ရဲ့ဂျန်နေတွေကိုဝယ်ဖတ်တလားဒါတွေကိုကြည့်ချင်တဲ့အဖြစ်နင်တို့ကိုဘလောက်ထောက်ခံတယ်လဲဆိုတာကိုလူတန်းဆိုလို့ရှိရင်တော့တိမာပါနော်ဒီကားကိတ်တွေမှာနင်တို့ honest ရမလို့ဘူးအက္ခစားစာရွက်ဆိုပြီးမှရောင်းလိုက်လို့ရှိရင်လူတိုင်းဝယ်တယ်အဲ့လောက်တော့တန်ဖိုးမရှိတဲ့နင်တို့ရဲ့စာရွက်စာတန်းတွေဘယ်သူမှအတုံးမပြုတ်ဘူးဆိုတာမှတ်ထားနော်ပြီးတော့အခုကတော့အရခတ်တတော်ရဲ့အောင်ပွဲနဲ့ပြန်လာမယ် မေလနေရက်နေ့တုန်းကဒီကြောက်ဖြူမြို့နယ်မင်းသက်တောင်မှာရှိတဲ့စစ်ခွေးစခန်းတွေကိုအရခတ်တတော်ဒီဘက်ကနေမှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာတပ်မ69စစ်သားခွေးရကောင်80ကျော်လောက်ကတပ်ဖြတ်ပြီးမှနေနေတာအဲဒီတပ်ဖြတ်ပြီးနေနေတဲ့အဥ္စာကဘလိုနီးနဲ့ဘလိုပျောက်သွားမှမသိဘူး ဒီနေ့ဒီအချိန်ထိဘယ်နားရောက်သွားမှမသိဘူးလို့ပြောတယ်ဆိုတော့ဒီနေ့ကရှိရက်နဲ့ဖြစ်သွားပြီဆိုတော့မင်းသက်တောင်ကိုလာတိုက်ခိုက်တာကမေနေရက်နဲ့ဖြစ်တယ်ဒီနေ့မေရှိရက်နဲ့အထိဒီပျောက်သွားတဲ့80ကျော်သောခွေးတွေကိုရှာလို့မတွေ့ဘူးဆိုတော့ဒီခွေးတွေကဘယ်ကိုပုံသွားတယ်လို့မသိဘူးဆိုတော့အဲ့လိုမျိုးဖွေးဖွေးဖြစ်ဖြစ်သွားတဲ့မင်းသက်တောင်စခန်းအแทးကိုလည်းပဲဝင်ရောက်ပြီးမှတိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်ဒီစခန်းကိုတော့အပိတတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်တတ်မှတ်69ကစစ်ခွေးအကောင်80ကျော်ကပျောက်ဆုံးနေတယ် လို့သိရတယ်ဒါပေမဲ့ဒီဥစ္စာကဒီနေ့ဒီရဲ့ချိန်ထိဘာဖြစ်တယ်ဆိုတော့ဘာသတင်းမှထပ်ပြမှမကြားရဘူးလို့ပြောတယ်ကျတော့နောက်သတင်းတပုတ်အနေနဲ့ကတော့ တနေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသတင်းစာရှင်းလင်းပွဲတစ်ခုကိုလုပ်ခဲ့တယ်။အဲဒီလုပ်ခဲ့တဲ့အထဲမှာဘင်္ဂလားဒေ့ရှ်ရဲ့အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ်ကနေမှစကားနှမျိုးကိုပြောသွားတယ်။တစ်ခုကတော့အာခတ်တတ်တော်နဲ့သက်ဆိုင်တဲ့အရာတစ်ခုကတော့စစ်ခွေးတွေကိုပြောလိုက်တဲ့စကားနှမျိုးရှိတယ်။ဆိုတော့အာခတ်တတ်တော်ဒီကိုဘာပြောလဲဆိုတော့အခုရခိုင်ပြည်နယ်မှာအစိုးရဖွဲ့စည်းဒီဖွဲ့စည်းလာတဲ့အခါမှာရိုဟင်ဂျာတွေကိုလည်းအစိုးရဖွဲ့စည်းထဲမှာထည့်ပေးဖို့ ဒီလိုမျိုးတာမလုပ်ဘူးဆိုလို့ရှိရင်တော့ဒီရိုဟင်ဂျာတွေကိုတတ်ဖြတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့တရားစွဲမယ်ဆိုတဲ့ပုံစံမျိုးနဲ့ချိန်ချောက်တဲ့စကားတွေပြောလာတယ်ဆိုတော့ပြောချင်တာတွေနင့်တို့ကအစိုးရအဖွဲ့အစည်းဖွဲ့တယ်ဆိုလို့ရှိရင်ရိုဟင်ဂျာတွေကိုထဲ့ကိုထဲ့ရမယ်မထဲ့ဘူးဆိုလို့ရှိရင်ဆိုတဲ့စိန်ခေါ်တဲ့စကားနဲ့သူသူတို့ကိုပြောသွားတာဖြစ်တယ်ဒီဥဆောင်ဆက်မပြောခင်ဘောမပါပြောလဲနားထောင်ကြည့်ရအောင်နော်ဘင်္ဂလားဒေ့ရှ်ဘက်ကမြို့သားလူမျိုးရေးအကြံပေးပုဂ္ဂိုလ်မနေ့ကသင်္သာရှင်တွေဘောမပြောတယ်ရခိုင်ပြည်နယ်မှာဖွဲ့စည်းမဲ့အစိုးရအဖွဲ့မှာ ဘင်္ဂလီတွေပါဝင်ခွင့်ရဖို့ဒါကိုဆောင်ရွက်ဖို့ပြက်ကွက်မယ်ဆိုရင်တော့ဒါလူလုံးတက်ပြတ်မှုအထောက်အပံ့ဖြစ်သွားလိမ့်မယ်တဲ့ထွန်မြတ်နိုင်ဆိုတဲ့လူဟာရခိုင်ပြည်နယ်တဝက်လောက်ကိုဘင်္ဂလားဒေ့ရှ်လက်ထက်ကိုရောင်းစားထားပြီးပြီလို့ကောက်ချက်ချရမှာဖြစ်တယ်ဆွဆွကိုဆွဆွရတာဖြစ်လာပြီဘင်္ဂလားဒေ့ရှ်ကနေမှရိုဟင်ဂျာတွေကိုဒီအစိုးရအဖွဲ့အစည်းထဲမှာပါဝင်ဖို့ရတဲ့ပြောလာတဲ့အခါမှာဒါတွေကိုကြည့်ချင်းအဖြစ်ဒါမှမဟုတ်လို့ရှင်တဲ့ဒီဘူချုပ်ထွန်မြတ်နိုင်ကနေမှဒီအရေးယူတာတွေမလုပ်ဘူးဆိုလို့ရှင်တော့ဘူချုပ်ထွန်မြတ်နိုင်ကရခိုင်ပြည်နယ်ကို ဘင်္ဂလားဒေ့ရှ်တီကိုရောင်းစားလိုက်ပြီဆိုတော့အုပ်ဆောင်ကိုသွတ်ဆွဲလို့ရတယ်ဆိုပြီးမှပြောတယ်ဘူချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်ကိုရောင်းစားတာလားနင်းတို့စစ်ခွေးတွေဟာနင်းတို့နဲ့လုံးဝမဆိုင်တဲ့ရှမ်းမြောက်ကိုတရုတ်လက်ထဲမှာရောင်းလိုက်သလားဆိုတာကိုတော့နင်းတို့ကိုနင်းတို့သိပါပေါ့ရခိုင်လူတွေကရခိုင်ပြည်နယ်ကိုရောင်းစားလိုက်တယ်လို့ပဲထားရခိုင်လူတွေကရခိုင်ပြည်နယ်ရောင်းစားတာကိစ္စမရှိဘူးရှမ်းမြောက်ကိုခွေးကရောင်းစားတယ်ဆိုတာနင်းတို့နဲ့ဆိုင်လားဒါနင်းတို့ရဲ့နင်းမြေလား ကြည့်ပြီးမှစကားပြောစစ်ခွေးတွေနဲ့ပတ်သက်ပြီးတော့ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေးကဘာပြောသွားသလဲဆိုတော့ကိုတော့ကျွန်မမပြောခင်မှာဗီဒီယိုလေးအရင်နှာထောင်ကြည့်ရအောင်နော်ပြီးမြန်မာစိုးရွားသူကလမ်းပြောတယ်နာဆာသူကသူတို့ကန့်ကွက်မှုတွေလုပ်ခဲ့တယ်တဲ့ဘာကန့်ကွက်တာလဲဆိုတော့ပြီးခဲ့တဲ့ကာလတစ်လျှောက်တုန်းကဘင်္ဂလားဒေ့ရှ်က AA နဲ့တွားပြီးတော့ဆက်သွယ်စကားပြောတာကြီးလုပ်တယ်အဲ့လိုလုပ်တဲ့အတွက်နာဆာကစိုးရွားကန့်ကွက်တာ ပြောရင်တော့မြန်မာစိုးရပုံကန်ဒေါ်လာနေတဲ့အဖွဲ့အစည်းနဲ့ဘင်္ဂလားဒေ့ရှ်ကဆက်ဆံတယ်မြန်မာစိုးရကန့်ကွက်ခဲ့တယ်တဲ့ဒီလိုကန့်ကွက်တဲ့အတွက်တို့ကဘာပြောလဲဆိုတော့ဘင်္ဂလားဒေ့ရှ်ဟာတဲ့အချုပ်ချာပိုင်နိုင်ငံဖြစ်တယ်တဲ့ကျွန်တော်တို့စကားပြောဖို့ရွေးချယ်ထားသူဘသူနဲ့မဆိုပြောဆိုဆက်ဆံသွားမယ်တဲ့ဘသူတွေနဲ့ဘာပြောပြောအရေးမကြီးဘူးတဲ့နောက်တစ်ချက်ထည့်တွေ့ရမှာတဲ့ကျွန်တော်တို့နိုင်ငံရဲ့နေဆက်တစ်ဖက်တစ်ချမ်းကအေရိယာကိုတဲ့အားရခတတော်ထိချုပ်ထားတာဖြစ်ပါတယ်တဲ့ကျွန်တော်တို့အနေနဲ့တော့ကိုယ်နေဆက်တစ်လျှောက်ကိုစီမံခန့်ကွဲပြီးတော့အကောက်ဝဲပြီးတော့အေးချမ်းဖို့လိုတယ်တဲ့နေဆက်တစ်ဖက်မှာဘသူပဲရှိနေရှိနေ တို့နဲ့ထိထိဆက်ဆံသွားမှာပါတဲ့ပြောချင်တာအရှင်းရှင်းလေးပဲရခိုင်ပြည်နယ်ရဲ့လက်ရှိအချုပ်အခြာအနာကိုကင်ထားတာက AA ဖြစ်တယ်ငါတို့ AA နဲ့ဆက်ဆံမင်းတို့ကလို့နတ်ဆက်ကမကလို့နတ်ဆက်ကဘိုးရည်လာပြောလဲကိူးဆိုင်ငါတို့ကငါတို့အချုပ်အခြာအနာငါတို့အကျိုးစီးပွားတွေငါတို့ပတ်သက်ချင်တယ်လို့ငါတို့ပတ်သက်မယ်မင်းတို့ငါတို့စကားလာမပြောနဲ့ဆိုတော့ပြောပြတယ်ဆိုတော့နတ်ဆက်ကကန့်ကွက်တာကိုလည်းကိူးဆိုင်ဆိုတဲ့ပုံပဲနိုင်ငံတကာနိုင်ငံရဲ့ဂုံတိခံ အကြောင်းပြောကြကြီးဆိုရင်တော့ဘင်္ဂလားဒေ့ရှ်မှာနိုင်ငံတကာရဲ့ဂိုသစ်ကမရှိဘူး။ဒီဘက်ဆိုနိုင်ငံတကာနိုင်ငံကအခြားနိုင်ငံတကာနိုင်ငံအစိုးရနဲ့စကားပြောမှသာဖြစ်တယ်။အဲ့ဒီအစိုးရကိုပုံကန်နေတဲ့တဘုံနဲ့သွားစကားပြောပြီဆိုရင်အဲ့ဒါကတဘုံအားပေးအစိုးရကဖြစ်တယ်။အဲ့တော့တဘုံအားပေးအစိုးရဖြစ်နေဘင်္ဂလားဒေ့ကကိုကိုကိုနာမည်တက်ခံနေရလားမေးရလို့ဖြစ်လာတယ်။နောက်တစ်ချက်ကမြန်မာအစိုးရကလည်းဒီရခိုင်ပြည်နယ်ကနေမြေတွေကိုအေးလက်ထက်မှာပဲတစ်တလုံးထားမှလား။အဲ့ဒါဆိုရင်တော့ရခိုင်ပြည်နယ်ကဘင်္ဂလားဒေ့လက်ထက်ပိတ်လိုက်ဖို့သာပြင်ထားပြီ။ ဒီဘင်္ဂလားဒေ့ရှ်ကသတင်းစကားကြီးကလည်းမြန်မာဆိုရနတ်ဆက်ကပေါ်မှာတော့မင်းတို့နတ်ဆက်ကလည်းငါတို့စောက်ပြီးမစားဘူးပါဆိုတဲ့သဘောမျိုးလိုက်တယ်လို့ပဲလုံခဲတဲ့အချိန်မှာဘင်္ဂလားဒေ့ရှ်အစိုးရတွေကအာခတ်တပ်တော်တွေနဲ့အဆက်အသွယ်လုပ်တဲ့အာခတ်တပ်တော်တွေနဲ့စကားပြောပြီးမှငါခုဖမ်းတဲ့သူတွေကိုလွတ်ပေးတာတွေရှိတယ်အာခတ်တပ်တော်တွေနဲ့အဆက်အသွယ်လုပ်တာတွေရှိတယ် ဒါရီနဲ့ပတ်သက်ပြီးတော့စစ်ခွေးတွေကဒါရီကို လုံးဝမလုပ်ရဘူးဆိုပြီးမှပိုင်ပိုင်နိုင်နိုင်နဲ့ဘင်္ဂလားဒေ့ရှ်ကိုကန့်ကွက်တယ်ပေါ့နော်နင်းတို့တဘုံနေနဲ့ဆက်သွယ်တဲ့အတွက်ကြောင့်ဆိုပြီးမှလာကန့်ကွက်တယ်ဒီအမျိုးသားလုံခြုံရေးအကြံပေးကဘာပြောသွားလဲဆိုတော့သူတို့မှာကိုပိုင်အုပ်ချုပ်ရေးရှိတယ်သူတို့ဆက်သွယ်ခြင်းတဲ့လူနဲ့သူတို့ဆက်သွယ်မယ် နင်းတို့စခွေးတွေနဲ့ဘာမှမဆိုင်ဘူးဆိုတော့အကြောင်းပေါ့နော်ဒီရခိုင်ပြည်နယ်ကိုအုတ်ချုပ်တဲ့တူဒီနယ်ပဲငို့ဆက်တွေ့ပါဖြစ်တယ်သူတို့ကအာနာကိုကင်ထားတဲ့တူဒီဖြစ်တဲ့အတွက်ကြောင့်အာခတ်တတ်တော်နဲ့ပဲဆွေးနွေးမယ်နင်းတို့ရှာရှည်ဆံမလို့ဘူးနင်းတို့ကောက်ကွယ်ပေးဆံမလို့ဘူးဆိုတော့အကြောင်းကိုပြောသွားတာဖြစ်တယ်ဆိုတော့အခုဒီဘောမကတော့လောင်နေတာပေါ့နော်ဘောမကဘာပြောလဲဆိုတော့ဒီအာခတ်တတ်တော်သူတို့လက်ထဲမှာရခိုင်ပြည်နယ်ကိုတသက်လုံးထည့်ထားပေးမလားပေါ့နော်တကယ်လို့ဒါဒီလိုမျိုးထည့်ထားတယ်ဆိုလို့ရှိရင်တော့ ဒီရခိုင်ပြည်နယ်ကိုဘင်္ဂလားဒေ့ရှ်လက်ထဲကိုပဲပေးလိုက်ဖို့ပဲလိုတော့တယ်လို့ပြောတယ်ဆိုတော့ဒီရခိုင်ပြည်နယ်ကိုရခိုင်လူမျိုးတွေဖြစ်တဲ့အာရခတ်တပ်တော်တွေမထိရင်ရခိုင်ပြည်နယ်မှာခွေးတွေတွားထိရမှာလားဒီဘင်္ဂလားဒေ့ရှ်အစိုးရတွေကအဆင့်အတန်းရှိတဲ့အစိုးရတွေဖြစ်တယ်ဆိုလို့ရှိရင်တော့သူတို့စစ်ခွေးအစိုးရတွေနဲ့ဆက်ဆံပါလို့ပြောတယ်ဆိုတော့နင်းတို့ကိုဘသူကအစိုးရလို့သတ်မှတ်ထားတယ်လဲအစိုးရဆိုတာဟာပြည်သူတွေရွေးကောက်ပြီးမှတင်မြောက်ထားတဲ့ သူတွေကမှအစိုးရလို့ခေါ်တယ်အခုနင့်တို့ကမချက်ဘူးလားအစိုးရအစိုးရလို့ပြောတာဒါကြောင့်မို့ဇော်ဘုန်းဟင်းပါပြောလဲငါတို့ပြည်သူကြီးကအာနာထိမ့်ပါလို့ဘယ်သူမှအဘကိုတိုက်တွန်းခဲ့တာမဟုတ်ဘူးလို့ပြောခဲ့တယ်မဟုတ်ဘူးလားအဲ့လိုပဲဒီနေ့နင့်တို့ကဘယ်သူကအစိုးရလို့ပြောတယ်လဲ နင်တို့ကဘသူကဒီနေ့ငါတို့မြန်မာနိုင်ငံကအစိုးရလို့ပြောလို့ဒီအခုဘင်္ဂလားဒေ့ရှ်လူတွေကနင်တို့နဲ့မဆက်ဆံတဲ့အခါမှာနင်တို့ကဒီဘင်္ဂလားဒေ့ရှ်တွေကတပုံနေနဲ့ဆက်ဆံတဲ့အတွက်ကြောင့်အဆင့်တန်းမရှိဘူးလို့နင်တို့ကအာပြောရအောင်နင်တို့မရှက်ဘူးလားနင်တို့တပုံလေဥပမာပြောမယ်အခုဒီဘင်္ဂလားဒေ့ရှ်ကငါခိုးဖန်တဲ့တငါတွေဒီကိုအရခတ်တတော်တွေဖန်ထားတယ်နင်တို့ကိုဘင်္ဂလားဒေ့ရှ်လူတွေကပြောတယ်နင်တို့ဖန်ထားတဲ့ငါတို့ရဲ့တငါတွေဒီကိုလွတ်ပေးပါလို့ပြောလို့ရှိရင် ဒီတငါရရီရဲ့ကိုစားနင်းတို့သွားမလားဘယ်သူသွားမလဲပြီးလို့ရှိရင်နင်းတို့ဖြန့်ဖြေးပေးနိုင်သလားခုတကယ်လို့ကြီးပွားရေးကုံသွေးလုံးတဲ့ခါမှာနင်းတို့ဒီရခိုင်ပြည်နယ်ကိုတို့ဖြတ်ပြေးမှနင်းတို့ဒီဘင်္ဂလားဒေ့ရှ်ကိုနင်းတို့ကုံသွေးပို့ပို့နိုင်သလားနင်းတို့ကိုမျောလို့ရှိရင်ဘယ်အချိန်မှမြဘင်္ဂလားဒေ့ရှ်တဲ့ဘာအခွင့်ရေးရမလဲအခုနင်းတို့ရဲ့သမင်းတော်မှနင်းတို့မနေရှာစားနေရတာမဟုတ်ဘူးလားနင်းတို့တော့ကိုဘိုက်တော့ကိုမရှာစားတတ်ဘူးသူများကိုဖင်သွားမမနဲ့ဖင်မနိုင်ပေးခင်သွားမစားနဲ့ နော်အခုဒီစစ်ခွေးတွေကိုမုန်းလို့ဒီစကားပြောတာမဟုတ်ဘူးနော်အခုတကယ်ဖြစ်စဉ်ကိုကြည့်ရင်လဲဘင်္ဂလားဒေ့ရှ်တီပြောတာကဟိုမန်းတယ်ဘာကြောင့်လဲဆိုတော့ဘယ်သူမှဆိုကို့အရေးကိုပဲကိုကြည့်ကြတာကြီးပဲသူတို့အရေးကိုကြည့်တယ်ဆိုလို့ရှိရင်သူတို့ ਨੇ နမိတ်ချင်းဆက်နေတဲ့ရခိုင်ပြည်နယ်ကိုသူတို့ဆက်သွယ်တဲ့အခါမှာရခိုင်ပြည်နယ်ကိုဘယ်သူအုပ်ချုပ်တယ်လဲဆိုတဲ့ပုံမှာမူတည်တယ်ရခိုင်ပြည်နယ်ကိုအုပ်ချုပ်တဲ့သူတွေဟာအရခတ်တပ်တော်ဖြစ်တယ်ဆိုလို့ရှိရင်အရခတ်တပ်တော်တွေ ਨੇ သူတို့ဆက်သွယ်မှာပဲ နော်ဒါမှမဟုတ်လို့ရှိရင်အရခတ်တတ်တော်မပြောနဲ့ PDF ဒီအုပ်ချုပ်ထားတယ်လို့ပြောရင်လား PDF ဒီကိုတို့ကတလေးတစားနဲ့တို့ဆက်ဆံပြီးမှဒီကုံတွေးရေးပဲဖြစ်ဖြစ်ဘာရေးပဲဖြစ်ဖြစ်အကုန်ဒီနေဆက်ချင်းနဲ့တက်ဆိုင်တဲ့အရာတွေအားလုံးတို့နဲ့ဆက်ဆံပါနင်တို့ကိုစကားပြောပြီးမှဘာအကျိုးရှိမလားနင်တို့ထိတ်ချုပ်ထားတဲ့နေရာဘယ်မှာရှိတယ်လဲနင်တို့အိမ်ထဲမှာတောင်နင်တို့လုံလုံချုံချုံနေရတလားနင်တို့အိမ်တောင်မှနင်တို့ပိုင်တလား ဆိုတော့အခုဘင်္ဂလားဒေ့ရှ်အစိုးရတွေကစစ်ခွေးတွေကိုတော်လန်ပုံကန်တဲ့တဘုံတွေနဲ့ဆက်သွေးတဲ့အတွက်ကြောင့်သူတို့ကိုတဘုံအားပေးတဲ့နိုင်ငံလို့တောင်းမှပြောလို့ရတယ်လို့ပြောတယ်ဆိုတော့တရုတ်ဒီနင်းတို့ကိုဆက်ဆံတယ်ဆိုတာဟာနင်းတို့ကိုအတုံးပြင်းမှသူတို့ရဲ့ကိုကျိုးကိုရှာနိုင်တဲ့အတွက်ကြောင့်စက်မပြည့်တဲ့အသူအနေနဲ့နင်းတို့ကိုမြင်လို့ခွေးလိုပဲတစ်နှစ်နင်းနဲ့လဲကျွေးလိုက်ပြီးဆိုအမိတစ်နှစ်နှစ်ပဲဒီတော်လန်ရင်းဆက်လာတဲ့နေ့ကနေစပြီး နင်တို့ကိုမဆက်ဆံတာမနစ်တုံးကမှဆက်ဆံလာတာနဲ့ချက်ချင်းအမီနန်ဟာတယုတ်ဒီငရုံကိုဆက်သွယ်လာတာပဲလို့နင်တို့အဲ့လိုမျိုးဝမ်းသာကြတယ်တယုတ်ဒီကအခုဘင်္ဂလားဒေ့ရှ်ဒီကအမေရိကန်နဲ့တွဲသွားတယ်ဆိုလို့ရှိရင်ငရုရဲ့အကျိုးစီးပွားကြီးရော့သွားမှာပဲဆိုတဲ့စိုးရိမ်နဲ့ပြီးရင်အခတ်တတော်ဒီနိုင်လာတာတွေကိုလည်းတယုတ်ဒီကမြင်လာတဲ့အတွက်ကြောင့်ငရုရဲ့စီးပွားရေးကိုဒီအုံနောက်မရှိတဲ့ခွေးတွေနဲ့လုံးမပဲအဆင်ပြေမယ်လို့တယုတ်ဒီတီးလို့နင်တို့ကိုဆက်ဆံတာ နင်းတို့ကိုကြက်ပြီးတဲ့ခွေးတွေထင်းတို့နင်းတို့ကိုဆက်သွဲနေတာမဟုတ်ဘူး now တခုကပူတင်ကလည်းဒီခွေးတွေကတနာဆရာပဲဘဒုမဆက်သွဲရဲမလုပ်ဘူးဆိုပြီးမှနင်းတို့တနာလို့ဆက်ဆန်တာနင်းတို့စီကအကျိုးတခုမှမျိုးဆရာတခုမှမရှိဘူး drone အသေးလေးတခုတောင်နင်းတို့မှာဆင်နိုင်တဲ့အစွမ်းစားတောင်မရှိတဲ့နင်းတို့ခွေးတွေကိုသူတို့ကအဖက်လုံမလားအခု belarus တွေနင်းတို့နဲ့ဆက်သွဲတယ်ဆိုတာလေသူတို့လည်းပြောမယ်ဆိုရင်ကဘာကနေမှာ ပေးထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်အပေအပေချင်းထိတွေ့ဆက်ဆံတဲ့ပုံစံနဲ့နင်တို့ကိုစကားပြောတာခုလွန်ခဲ့တဲ့အချိန်မှာထိုင်းမှာနင်တို့ကိုခေါ်ပြီးမှ taxin နဲ့စကားပြောတယ်ဆိုတာကနင်တို့ကိုကြက်ပြီးတဲ့လူတွေအနေနဲ့နင်တို့ကိုမြင်သားတာမဟုတ်ဘူးထိုင်းနေလဲကိုယ့်ရဲ့အကျိုးကိုမျောကိုပြီးနင်တို့ကြက်မပြီးတဲ့သူတွေကိုတုံးလို့ရကောင်းရနိုင်တယ်ဆိုပြီးမှထင်လို့နင်တို့ကိုထိုင်းမှာအစည်းအဝေးခေါ်လိုက်တာနင်တို့ကိုအထင်ကြီးလို့လည်းမဟုတ်ဘူးနင်တို့ကိုအစိုးရအနေနဲ့လည်းထင်လို့ဆက်ဆံခဲ့တာမဟုတ်ဘူး ဒါကိုနင်တို့သိဖို့လိုတယ်နင်တို့ကိုကြက်ပြည်တယ်လို့သာထင်ခဲ့တယ်ဆိုလို့ရှိရင်အစည်းအဝေးခေါ်တိုင်းတိုင်းရင်သားတဲ့အားလုံးနဲ့တွေ့ဆုံပြီးငြိမ်းချမ်းရေးပြောပါလို့ပြောဆရာမလို့ဘူးကြက်ပြည်တဲ့လူတွေကိုဘဒုကမနင့်တာလောက်ပါလို့တင်ဆရာမလို့ဘူးကြက်ပြည်တဲ့သူတွေကကြက်မပြည်တဲ့သူတွေကိုတွန်းတင်တာပဲရှိတယ်နော်ဒါကြောင့်ရုရှားကိုတွားနိုင်လို့ကိုကိုကိုအထင်မကြီးနဲ့ပြီးလို့ရှင်ကိုကိုကိုအစိုးရလို့မပြောနဲ့မြန်မာနိုင်ငံမှာလူကမွေးတဲ့ဘေးကလေးကမှ ခွေးချဖို့ကိုဘလို့ပြောတယ်လဲနင်တို့သိပါတယ် ဒါကြောင့်ငါတို့အစိုးရအနေနဲ့မဆက်ဆံဘူးရည်ချင်စရာတိတ်မပြောနဲ့နော်ပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ